်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိမုံရွာမြို့အထိရခိုင်တပ်တော် AA ရောက်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီရှိရာမုံရွာမြို့အထိရခိုင်တပ်တော် Arakan Army AA တပ်ဖွဲ့အင်အားများရောက်ရှိလာပြီးစစ်ကောင်စီဘက်တွင်အရေးကြီးဆုံးစစ်ရေးနှင့်မဟာဗျူဟာကျသောဧရိယာတစ်ခုအဖြစ်ကြောင်းလဲလာနေကြောင်းသတင်းအရသိရပါသည်။သတင်းအရ အေအေတပ်ဖွဲ့များသည်မကွေးတိုင်းနှင့်စကိုင်းတိုင်းတို့တဖြည်းဖြည်းတိုးချဲ့ဝင်ရောက်လာပြီးမင်းညနောက်ပိုင်းတွင်မုံရွာမျိုးအနီးအနားတွင်စစ်တပ်စခန်းများနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရပါသည်။မုံရွာမျိုးသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီနီယာဖြစ်ပြီးမြမစစ်အာဏာရှင်စနစ်အတွက်အဓိကထောက်ခံစစ်ဗဟိုဌာနဖြစ်သောကြောင့်ရှင်းနေရသူအေအေတပ်ဖွဲ့များဝင်ရောက်လာခြင်းသည်စစ်ကောင်စီဘက်အတွက်အပြင်းအထန်သတိပေးချက်တစ်ခုဖြစ်နေပါသည်။ဒေသခံများအဆိုအရမုံရွာမြို့အနီးတွင်မင်းညအထိဘုံတန်များနှင့်လက်နက်ကြီးပစ်တံများကြားနေရကြောင်းပြောပါရယ် မုံရွာမြို့တွင်ရှိစစ်တပ်တရင်များတမတော်လီတရင်များနှင့်စစ်စေးရေးစက္ကန်းများမှတပ်သားများအားအရေးပေါ်ခုံလုံးစက္ကန်းသို့ပြောင်းရွှေ့နေကြပြီဟုဆိုပါရယ်ရခိုင်တပ်တော်အဖွဲ့ထဲမှတအူကောင်မိနစ်ပိုင်းမီဖက်ဆက်အနေနဲ့အရရမှပြောဆိုရာတွင်ကျွန်တော်တို့အဖွဲ့ဟာရခိုင်ပြည်နယ်နယ်နိမိတ်တွေတဲကနေတဖြည်းဖြည်းမြန်မာစစ်တပ်အင်အားကိုဖိနှိပ်လာနေပါရယ်မုံရွာတောင်ပိုင်းနယ်မြို့အနီးနားတွေမှာစစ်တပ်တွေအတော်နေသွားပြီးတိုက်ပွဲတွေမှာလည်းသူတို့အပြင်းထန်ဆုံးခံစားနေရပါတယ်ဟုပြောကြားခဲ့ပါရယ် နောက်ပိုင်းသတင်းအရမုံရွာမြို့အနီးရှိရက်ခွက်အချို့တွင်နေထိုင်သူများကိုစစ်တပ်ဘက်ကအရေးပေါ်ပြောင်းရွှေ့စေပြီးမြို့အတွင်းတွင်စစ်စစ်ရေးအခြေအနေထူထောင်နေကြပါတယ်။လေတပ်ကလည်းမနက်ပိုင်းကစစ်စင်ရေးလင်းရင်အနည်းဆုံး၂ဆင်းဖြင့်ပြန်တမ်းအုပ်ချုပ်နေကြောင်းသတင်းရရှိပါတယ်။ AAE စစ်ရေးအောင်မြင်မှုများသည့်အခြားတိုက်ပွဲဌာနများဖြစ်သည့်ဇက်ကိုင်းမကွေနှင့် AOD ဒေသများတွင်လည်းအပြန်လည်တက်ရောက်မှုရှိလာနိုင်ကြောင်းသတိပေးထားကြပါတယ်။တရင်အချို့တွင်လည်းအေအေတက်ဖွဲ့များသည့်မုံရွာမျိုး၏အနောက်ဘက်မူဆယ်သို့ဆက်သွယ်သည့်လမ်းများတွင်တက်ဆွဲနေပြီးလာမည့်ရက်များအတွင်း စစ်အရေးအခြေအနေပုံမပြင်းထန်လာနိုင်ကြောင်းတွေးခေါ်နေကြပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီနီယာမှတက်စစ်ရခိုင်တပ်တော်၏စစ်ရေးတိုးတက်မှုသည်မြန်မာစစ်တပ်အကြီးကထောက်ခံစနစ်ကိုချိုးဖောက်နိုင်ပြီးအရေးကြီးစစ်စီရေးအဆင့်တစ်ခုအဖြစ်သုံးသပ်ရမည်ဖြစ်ပါတယ်။ဆက်လက်ပြီးဖာကန့်မြို့နယ်မော်စီစာလမ်းဆောင်တွင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သားထိခိုက်ဒေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကန်းမြို့နယ်မော်စီစာကျေးရွာမိန်လက်မလမ်းဆုံတွင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းဖားကန်းဒေသတရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာ10ရက်နေ့နဲ့7ရက်နေ့20မိနစ်အချိန်ဖားကန်းမြို့နယ်မော်စီစာကျေးရွာမိန်လက်မလမ်းဆုံတွင် အကြမ်းဖက်စစ်ရင်တန်းကိုတော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးဒေဆုံးတရာရရှိသူများကိုပြည်သူပိုင်ကားများချောဆွဲကတည်ယူနေကြောင်းသိရပါရယ်။ ဘယ်နှစ်ယောက်ထိလဲတော့မသိဘူးထိခိုက်မှုရှိလို့ပြည်သူတွေရဲ့ကားတွေကိုရက်ခိုင်းချောဆွဲပြီးအကျိုးပို့လုပ်နေတာအကြံဖက်စကားမတွေကားဒရဂျန်မောင်းပြီးအသွားလာလုပ်နေကြသလိုဒေါ်လာရေးဘက်ကလည်းဂျာဖြတ်တိုက်ခိုက်မှုတွေရှိနေတာကြောင့်မိဘပြည်သူတွေအနေနဲ့အတက်နိုင်ဆုံးအပြစ်မထွက်ပဲအသွားလာဆင်ခြင်ကြဖို့လိုပါတယ်ဟုဒေသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်အလားတူဖားကတ်မော်စီစာလမ်းမပေါ် KBC ဖျားကြောင်ရှိနိုင်လေမိုင်းပောက်ကွဲမှုဖြစ်ကပြည်သူတအူးတေဆုံးပြီးတအူးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်သိရပါတယ် ။ယခုရက်ပိုင်းအတွင်းအကြံဖက်စစ်ကောင်စီတပ်ကဖားကန်မျိုးနှင့်လုံခင်မော့စီစာစသည့်နေရာများကိုအသွားလာလှုပ်ဆောင်လျက်ရှိပြီးတော်လရင်တပ်ဖွဲ့များကလည်းမိုင်းဆွဲတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသိရပါတယ်။ကင်းလေတာလားတပ်ပြောင်းရွှေ့လုံနေကြတာလားတော့မသိဘူး။ဒီတရက်နှစ်ရက်တော်တွင်စစ်သားတွေအသွားလာတအားလုံးနေတာဖားကန့်ကိုသွားလိုက်လုံခင်းသွားလိုက်အခုတက်ဆွဲထားတဲ့မော်စီစာဖျားကုန်းပေါ်တက်လိုက်နဲ့ရှုပ်ရှက်ခတ်နေတာကျွန်တော်တို့ကြားရတဲ့သတင်းကလမ်းကျောပေါ်တက်လာတဲ့စစ်ကြောင်းကိုမြို့ပေါ်မှာလုံခြုံရေးယူတယ်ဆိုတဲ့ပုံစံမျိုးလေးပြောကြတယ် အဲ့ဒါကတော့အတီးပြုလို့မရဘူးအတီးပြုနိုင်တာကတော့စစ်သားတွေကကားတွေနဲ့တောက်လျှောက်အသွားလာတွေရှိနေပြီးတော့တော်လန်ရေးဘက်ကလည်းလမ်းပေါ်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေဆက်ရှိနေတဲ့အနေအထားဖြစ်တာမိုင်းဆွဲတိုက်ခိုက်တာလည်းဘယ်နေရာမှာမှအသေးထိုင်ပြီးတိုက်နေကြတာမျိုးတော့မဟုတ်ဘူး။တွားရင်လာရင်မိုင်းဆွဲနေကြတာအဲ့ဒီကြားထဲမှာမှပြည်သူတွေလည်းထိခိုက်မှုရှိနေတဲ့အနေအထားမျိုးဖြစ်တာဟုဒေသခံသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဆက်လက်ပြီးမိမိဒေသတစ်ခုရဲ့လွတ်မြောက်ရေးထက်ပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထဲသွင်းစဉ်းစားလောက်ကင်ကြရန် NUG ဝန်ကြီးချုပ်မှန်ဝင်းခိုင်တန်းတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေသောတပ်ဖွဲ့များအလုံးအနေဖြင့်မိမိဒေသတစ်ခုတည်းလွတ်မြောက်ရေးထံပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထဲသွင်းစဉ်စားလုပ်ကင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝန်ကြီးချုပ်မှန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။ရှမနီနိုဝင်ဘာလ9ရက်နေ့ကကျင်းပပြုလုပ်တဲ့ရန်ကုန်လွှတ်တော်တသမအကြိမ်မြောက်အစည်းအဝေးခန်းနာတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ် ရွေးဦးတော်လန်ရီသည်၅နှစ်ထဲသို့ရောက်ရှိလာပြီဖြစ်ပြီးတော်လန်ရီအဆုံးသက်ပန်းနိုင်သည်လည်းနီးကပ်လာပြီဖြစ်ကြောင်းထို့ကြောင့်အောင်ပွဲနှီးလေလေအခက်တွေ့လေလေဖြစ်ပြီးအရေးအချင်းများလည်းတိုးတက်လာပြီဖြစ်ကြောင်းတော်လန်ပြည်သူများ၏မှန်ကန်တည့်မှတ်သည့်အရေးအချင်းစစ်စစ်များကိုအသုံးပြုကာတော်လန်ရီခရီးအဆုံးထိရှေ့ဆက်ကြရမည်ဖြစ်ကြောင်းအတည်ပြုထားပါသည်ခီးဆုံးမရောက်သေးခင်ကာလမှာတော့ဘတ်ဆောင်ထောင်းဆောင်ကနေထိုက်ပွဲဝင်ရင် မိမိတို့ဒေတာတစ်ခုတည်းလွတ်မြောက်ရေးချက်ပြည်တော်စုတဝက်လုံးလွတ်မြောက်ရေးကိုလည်းမဖြစ်မနေချဲ့သွင်းစစ်ဆေးလုပ်ကိုင်ဆောင်ရွက်ကြဖို့လိုပါတယ်။ Federal ပြည်တော်စုကြီးပေါ်ပေါက်လာဖို့ဆိုတာဟာအကြံဖက်စစ်အုပ်စုကိုအပီးတိုင်ဖြိုချနိုင်မှာဖြစ်ပါမယ်။ပြည်တော်စုရဲ့မြည်သည့်အရက်ဒေတာနိုင်မဆိုမြန်မာနိုင်ငံနဲ့နိမိတ်အတွင်အကြံဖက်စစ်အာဏာရှင်ရဲ့အာဏာရှင်မျိုးဆက်တွေမရှိတော့မယ့်အခြေအနေမျိုးရောက်မှာဒီမိုကရေစီအနှစ်သာရနဲ့ Federal စနစ်ကိုအပြည့်အဝအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်ဟုပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုပါတယ်။ ထို့ကြောင့်နိုင်ငံရေးတတ်တမတ်ရေးဖန်နာရေးစစ်မျက်နှာများတွင်အောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြသည့်အပြင်စစ်ရေးတွင်လည်းအရှိအဟုန်မြင့်တင်ကာဒေါ်လာရေးရဲဘော်များကကိုစွမ်းညံစွမ်းရှိသည်များစ조사နေကြောင်းဝန်ကြီးချုပ်ကအသိပေးပြောဆိုပါရယ်ဆက်လက်ပြီးကမ္ဘာလူမျိုးနယ်တွင်စစ်တပ်နှင့်ဖြူစောထီများကကြည်ချင်းချွာရှိပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးတဲ့ဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှဖြစ်ပါရယ် စကိုင်းတိုင်းကံမလူမျိုးနယ်ကြည်ချင်းရွာတွင်အထိုင်ချတက်ဆွဲထားသည့်အချမ်းဖက်စစ်တပ်နှင့်ဖြူစော်တီများကြည်ချင်းရွာရှိပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးနေကြောင်းကျွန်းလကံမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံမလူခရိုင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့နနက်8:55မိနစ်ခန့်အချိန်ခန့်တွင်အချမ်းဖက်စစ်သားများနှင့်ဖြူစော်တီများကကြည်ချင်းကြီးရွာကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါရယ်။ပြည်သူတွေဖမ်းဆီးခံရတာတော့မကြသေးဘူးဟုကျွန်းလကံမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကမ်ဘလူခရိုင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်အကြံဖက်စစ်သားများသည်ကြည်ကျင်းရွာကိုဩဂုတ်လအတွင်းကလည်း၄ရက်ဆက်တိုက်မိရှုဖြက်စီးမှုများလှုပ်ဆောင်ခဲ့တဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်အကြံဖက်စစ်တပ်ကစကိုင်းတိုင်းကလေးမြို့နယ်ရွှေဘိုဝက်လက်နှင့်ကမ်ဘလူမြို့နယ်များတွင်စစ်ကြောင်းများကိုယာကြည်သောစစ်အင်အားများဖြင့်ချီတက်၍ပြည်သူပိုင်ကျင်းရွာများနှင့်နေအိမ်များကိုစစ်ကြောင်းထိုးမိရှုဖြက်စီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများအရှိန်အဟုန်နှင့်လှုပ်ဆောင်နေကြောင်းဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ် ဆက်လက်ပြီးစစ်ကောင်စီနဲ့အပြစ်ရပ်ပြီးနောက် DNL ထိန်းချုပ်ထားတဲ့နောင်တောင်းနယ်ဇက်ကိတ်ကိုတရုတ်ပြန်ဖွင့်ပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီနဲ့တအောင်တက်မတော် PSLF DNL ထိန်းချုပ်ထားတဲ့တရုတ်မြန်မာနယ်ဇက်နှံခမ်းမြို့နယ်တရုတ်နိုင်ငံဆက်သွယ်ထားတဲ့နောင်တောင်းနယ်ဇက်ကိတ်ကိုတရုတ်ဘက်ကပြန်ဖွင့်ပေးခဲ့ပြီလို့သိရပါတယ်။နယ်ဇက်ကိတ်ပြန်ဖွင့်တာဟုတ်တယ်။ပစ္စည်းတွေတော့တင်လို့မရသေးဘူး။တရုတ်ဘက်ကဂိတ်ပြင်နေတာတရုတ်ပြည်ဘက်ကလူတွေတော့အဝင်ထွက်လုပ်လို့ရပြီလို့နှံခမ်းဒေသခံတအူးကသတင်းဌာနကိုပြောပါတယ်။ နောင်တောင်းနေဆက်ဂိတ်ကိုပြီးခဲ့တဲ့2024ခုနှစ်2029စစ်စင်ရေးဒုတိယလိုင်းစတင်ပြီးနောက်တရုတ်ဘက်ကပိတ်ထားခဲ့ပြီးတနစ်ကျော်အကြာမှာပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံသားဝင်မှုကြောင့်စစ်ကောင်စီနဲ့တအောင်တတူအပြစ်ရဖို့သဘောတူပြီးနောက် DNL က၎င်းတို့ထိန်းချုပ်ထားတဲ့မိုးကုံနဲ့မိုးမိတ်မြို့နယ်တို့ကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ကြပြင်းစစ်ကောင်စီဘက်က TNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေချောင်းတိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းမပြုလို့ရပဲနှစ်ဖက်တပ်တွေရောက်နေတဲ့နေရာများအနီးမှာ မနေ့အောက်တိုဘာ29ရက်ကစပြီးအပြည့်ရဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ကျွန်မတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။